မဒီမေးခွန်းကတော့ကောင်းပါတယ်အဲတော့ခမရအသက်ဘယ်လောက်ရှိပြီတော့33 33ဆိုလူငယ်ပါပဲလူငယ်ပါပဲအမှန်တော့လဲဒီကျွန်တော်နိုင်ငံမှာလူငယ်တွေရဲ့ခန်းငါနာကတော်တော်အရေးကြီးပါတယ်ပါတီစုံဒီမိုကရေစီစနစ်ကိုသွားပြီဆိုလို့ရှိရင်လူငယ်ခန်းငါနာပိုအရေးကြီးတယ်ဘာကြောင့်လူငယ်ခန်းငါနာအရေးကြီးလဲဆိုကြဒီလူငယ်တွေကပဲခေါင်းဆောင်တက်လုံမှာဖြစ်တယ် ဒီလူငယ်တွေရပဲအခွဲအစည်းအသီးသီးမှာပါမှာဖြစ်တယ်ဒီလူငယ်ကပဲဆောင်းဝဲမှာဖြစ်ပါတယ်အဒီနေရာမှာကျွန်တော်ပြောချင်တာပေါ့ဗျာဟောနော်လူငယ်နဲ့ဟောလူငယ်နဲ့လူကြီးတွေပေါ့လူငယ်ရဲ့လူကြီးတွေရဲ့အကွာခြားချက်ပေါ့လူငယ်တွေကတော့သူ့ရဲ့ဟောနော်လူရင်းဆန္ဒပေါ့အဲလူကြီးတွေကတော့ကြောက်ကြမှုပေါ့နော်ပြောရမယ်ဆိုရင်အတူပြောပြလူငယ်တွေရဲ့တောင့်တမှု လူကြီးတွေကကြောက်ကြမှုလူငယ်တွေရဲ့တောင်းတမှုဆိုတာလူငယ်တွေဒီသူကအမြဲတမ်းအလိုရှိတယ်အမြဲတမ်းအလိုရှိတယ်ဆိုတာသူ့ရအလိုရှိတယ်ဆိုတာတိုးတက်စေခြင်းနဲ့လူငယ်တွေဒီဓာတ်ထက်ပို့ပြီးတော့ကြကောင်းစေခြင်းနဲ့ဓာတ်ထက်ပို့ပြီးတော့ကြအလုံးလုံးပြခြင်းနဲ့ဓာတ်ထက်ပို့ပြီးတော့ကြကြစူးစားပြခြင်းနဲ့လူငယ်တွေရဲ့တောင်းတမှုလူငယ်တွေရဲ့တောင်းတမှုစီတိုင်းပြည်ရဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုချစ်စေနိုင်ပါတယ် လူကြီးတွေကြာကြောင်းကြမှုလူကြီးတွေကြာကြောင်းကြမှုဆိုတာဘာကြောင်းကြလို့ဆိုကြဒါကိုလှုပ်ပေးလိုက်လို့ရှိရင်ဒါကိုလှုပ်ပေးလိုက်လို့ရှိရင်ငါတို့နိုင်ငံအတွက်ဘာတွေထိခိုက်လာနိုင်မလဲဘာမဟုတ်တာတွေဝင်လာနိုင်မလဲဘာမဟုတ်တာတွေဖြစ်နိုင်လာမလဲအဓိကကြိုးတက်ဖို့ကကျွန်တော်မြင်ခဲ့တဲ့အကြောင်းရင်းပေါ့နော်ကိုပါမြင်ခဲ့တဲ့ခင်ဗျားနေတဲ့မိကိုမှတ်ပါတယ်ကိုပါမြင်ခဲ့တဲ့အကြောင်းရင်းကအဲလူငယ်တွေရဲ့တောင်းတမှုနဲ့လူကြီးတွေရဲ့ကြောက်ကြမှုတွေကို အတိုင်းတာတခုတည်သူတို့နိုင်ငံအနေကချိန်ညှိပေးနိုင်တယ်လို့မြင်တယ်။ဘာတွေတွေ့ခဲ့လဲဆိုတော့ကြာကြာလူကြီးတွေကဟောနော်နိုင်ငံအကြီးကြီးတွေဖြစ်လူကြီးတွေကဆွေးနွေးနေတယ်။ဆွေးနွေးနေတဲ့အချိန်မှာလူငယ်ဝင်းကြီးတွေကသူတို့ကအဲ့ဒီစကားတွေမှာဝင်ပြောခြင်းပြောတာပဲ။လူကြီးပြောနေတဲ့စကားတွေမှာဝင်ပြောခြင်းပြောတာပဲ။မှန်ရင်အဲ့ဒီလူကြီးကလက်ခံလိုက်တယ်။ကျွန်တော်တို့ကလက်ခံလိုက်တယ်။စက်ပြောလှုပ်ပါပါညာပြောလိုက်တယ်။အဲ့တော့ကြာလူငယ်တွေကဘာလဲဆိုတော့ခုနပြောတဲ့တောင်းတမှုတွေဖွံ့ဖြိုးတိုးတက်ခြင်းတွေလူကြီးတွေရဲ့ကြောက်ကြမှုတွေဒီနှစ်ခုကိုချိန်ကြီးပါ ောင်းတမှုတွေမရရင်ဘာဖြစ်လာမလဲကောင်းတမှုတွေမရရင်ဒေါသဖြစ်တာပေါ့ဗျကြောင်းကြမှုတွေမရရင်ဘာဖြစ်တော့ကြောင်းကြမှုတွေမရရင်မဖြစ်ကြောင်းကြမှုအတိုင်းမရှိရင်မောဟဖြစ်တာပေါ့ဒီကြားထဲမှာချိန်ကြီးပေးနိုင်ရင်တော့ဒီဟာစီအဲထပ်ပြီးတော့ကြာတိုးတက်လာမယ်လို့မြင်ပါတယ်သို့တော့ကျွန်တော်တို့မြန်မာနိုင်ငံအနေနဲ့ကတော့ကျွန်တော်မြန်မာနိုင်ငံသားလူငယ်တွေနဲ့ပတ်သက်ပြောကြဒါဝင်ကြီးဌာနတခုသီးသန့်ဖွဲ့စည်းတာရှိတယ်လူငယ်တွေနဲ့ပတ်သက်ပြီးတော့じゃဟောနော် ဒါဖလားငါးတန်းဖွင့်ပြိုးတဲ့လူငယ်နဲ့ပတ်သက်ပြီးကြဖွင့်ပြိုးတုတ်တဲ့ကျွန်တော်ဆောင်ရွက်နေတာရှိပါတယ်အဲဒါတွေလည်းဆက်လက်ပြီးဆောင်ရွက်မှာဖြစ်ပါတယ်ဒါဒီနိုင်ငံဖွင့်ပြိုးတုတ်တဲ့အတွက်အရေးကြီးတဲ့လုပ်ငန်းစဉ်လို့ပဲမြင်ပါတယ်။ငွေကြေးနဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့ဒီကပို့ပြီးတော့တိုးတက်တဲ့ဝေးပေါ်ရင်းအသိမြင်နေတဲ့ဆောင်ရွက်တယ်လို့ပြောချင်တာပါပဲ။မှန်ပါတယ်။လူငွေတွေနဲ့ပတ်သက်ပြီးပို့ပြီးတိုးတက်တဲ့အသိမြင်တွေပို့ပြီးဆောင်ရွက်ချက်တွေဆောင်ရွက်မှာဖြစ်တယ်။ဒါစီဘာလဲဆိုတော့လူကြီးတွေရဲ့တာဝန်လည်းဖြစ်တယ်။လူငယ်တွေရဲ့တာဝန်လည်းဖြစ်ပါတယ်။ခုနပြောလို့တောင်းတမှုနဲ့ကြောင်းကြမှုကိုခံချက်ညီအောင်ထိန်းနိုင်တယ်ဆိုရင် ဒါဒီပုံပုံတိုးတက်လာမယ်လို့ကျွန်တော်မြင်ပါတယ်လူငယ်တွေအတွက်စကားလေးတစ်ခုလောက်ပြောပြပါဟုတ်အဲလူငယ်တွေအတွက်ကျွန်တော်ပြောချင်တာကတော့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကိုယ်နိုင်ငံဘောနော်ဓာတ်ထက်ညီညာရေးကိုယ်နိုင်ငံဓာတ်ထက်ပါရာရေးအတွက်ဘောနော်မိသူကအတိမပြုစီဖြစ်စေအတိမမပြုစီဖြစ်စေအဲမိမိတာဝန်ပဲမိမိတာဝန်ပဲအဲ့လိုခံယူပြီးတော့ကြာလှုပ်သွားပေးကြပါလို့အဲကျွန်တော်ပြောချင်ပါတယ်ဗျာ